ရှေ့ပြည်တော်အထက်တန်းစားမျိုးသမီးတွေဟာနေ့လယ်3နာရီနဲ့4နာရီကြားအချိန်တွေမှာလက်ဖက်ရည်နဲ့ချူဝဲကိုတဲခင်းသုံးဆောင်တက်တဲ့အချိန်ရှိပြီးလှုပ်ထီးလို့ခေါ်တတ်ကြပါတယ်။သူတို့ရဲ့ afternoon tea set ကိုပူပြီးပြည့်စုံဖို့ဆိုရင် sandwich, scone, cake နဲ့ရာသီဝတ်တက်ကြီးတချို့ကိုအဆင့်၃ဆင့်ပါတဲ့ဆယ်လက်လာလေးတွေနဲ့ခင်းချင်းမီသုံးဆောင်လေးရှိပါတယ်။ကျွန်တော်ဆိုလင်ဒါနဲ့ main tea နဲ့ရွေးချင်မယ်ဆိုရင်တို့ဒီမှာ coconut ပုံနဲ့ဆိုရင် ပို့ပြီးတော့ပုံပုံနဲ့ဆိုပို့ပြီးတင့်တော်မလို့ထင်ပါမြ။ဘာလို့ဆိုတော့ကျွန်တော်အကယ်ကိုကုန်းနဲ့ပုံပုံစားပြီးတော့ peppermint တင်တာနဲ့ mint တီးလေးတောက်မယ်ဆိုရင်ကိုကုန်းနဲ့အနံ့ရတော့ mint အနံ့လေးနဲ့ပို့ပြီးတော့မြင့်တင်လို့ဖြစ်သွားပြီးတော့အဆင်ပြေမှထင်ပါတယ်။ vanilla tea ကိုအဲ့တည်းရရွေးချင်မယ်ဆိုရင်လည်းကျွန်တော်စားချာကိတ်လေးစားပြီးအဲ vanilla tea လေးသုံးဆောင်မယ်ဆိုရင်တော့ chocolate စားချာရဲ့ chocolate ရတာအခါလေးကို vanilla tea လေးနဲ့အစိတ်လေးနဲ့ထိမ့်သွားမယ်လို့ထင်ပါတယ်မြ။ပို့ပြီးတော့ မုံတွေကိုအရွယ်စားတည်တည်နဲ့တမင်ပြုလုပ်ထားတာဟာတရေစာဖြစ်နေစိန်ခန်းစားနိုင်မှုအတွက်ဖြစ်ပါတယ်။သုံးဆောင်တဲ့အခါမှာတမျိုးပြီးတမျိုးအစင်းလိုက်စားမှာအရသာကိုဟန်ချက်ညီညီနဲ့ထိန်းသွားနိုင်မှာဖြစ်တယ်လို့ရဲရင်ကျော်ကရှင်းပြပါဗျာ။တတိလေးဆိုတော့ဘာလို့ဆိုတော့ afternoon tea ဆိုတော့ကျွန်တော်ကအများကြီး heavy စားဖို့အတွက်မသင့်တော်လေး။ ကော်ဖီ break ဆိုတော့ကော်ဖီနဲ့တောက်မယ်စနက်အစုံလေးစားရမယ်ဆိုရင်အခုမှနှစ်ယောက်နှစ်ယောက်လာမှာသုံးယောက်လာမှာဟိုတက်တက်လေးနဲ့အစုံစားလို့ရအောင်အဆင်ပြေအောင်လို့ကျွန်တော်တို့ပြထားတယ်အရင်အကြီးဆိုရင်လည်း brew မှာလည်းကော်ဖီနဲ့ဆိုရင်ကော်ဖီတီးနဲ့ဆိုရင်အဆင်မပြေဘူးခင်ဗျအားကြောင့်လို့နီးလေကင်းလဖိရေချိန်ကိုအရင် high tea ပုံစံကနေပြည်တိပုံစံဖြစ်ပြောင်းလဲလိုက်တာကြောင့်မုတ်တစ်စံတွေကိုအရသာခံလို့သူတွေအတွက်ပရရာရန်ကုန်ကနေမိတ်ဆက်ပေးလိုက်တာလည်းဖြစ်ပါတယ်